ဒီကံတော့ Samsung ရဲ့ Galaxy A26 လေးအကြောင်းနည်းနည်းလေးပြပြပေးရပါဘော သိရတဲ့အတိုင်း Samsung ဆိုတဲ့အတိုင်းဒီနှစ်မှာ Samsung က A series ပေါ်ကိုနည်းနည်းလေးစေတနာပို့ရှိရတော့ဒါအရှိမလေးပြပခဲ့ဒီက A26 မှာလည်းတော်တော်လေးကိုအဆင်ပြေလာတယ်ဒီဇိုင်းပိုင်းတွေသူ့ရဲ့ base quality တွေအပြင်ဒီကောင်နဲ့ display တွေကလည်းတော်တော်လေးကိုမှမိုက်လာတယ်ဒီ A26 မှာဆိုလို့ရှိရင်ပြောရရင်ဒီကောင်ကအဓိကဦးစားပေးတုံးကျင်တာကဒီကောင် display ပိုင်းပြီးတော့ဒီကောင်က user experience ပိုင်းကိုပို့ပြီးတော့အဓိကဦးစားပေးထားတယ်ကင်မရာကလည်း natural back ကိုနည်းနည်းလေးရောက်တယ်ဆိုပေမဲ့လည်းသူ့အနေထားနဲ့သူကတော့ဒါမဆိုးလို့ပြောလို့ရတယ်ကင်မရာပိုင်းလို့ပြောရမယ်အဓိကကကိုက user experience ကောင်းကောင်းတုံးကျင်တဲ့သူမျိုးဆိုရင်ပြီးတော့ software update ကို6နှစ်လောက်လိုချင်တယ်ဆိုရဲသူမျိုးပြီးတော့ display ကောင်းကောင်းလိုချင်တယ်ဆိုရဲသူမျိုး design ကလည်းလိုချင်တယ်ဆိုရဲသူမျိုးကတော့ဒီ agency စစ်ကိုကတော့ဒါရွေးတင်နေထဲမှာတော့ပါတယ်သို့တော်တခုရှိတာကကိုက performance ပိုင်းဦးစားပေးနေရသူဆိုလို့ရှင်ဒီဖုန်းတွေကကလူတော်မဟုတ်ဘူးဒီကောင်တွေကအဓိကက user experience software experience ဒါမျိုးတွေကိုဦးစားပေးထားတာပြီးတော့ Samsung ဆိုတဲ့အတိုင်းပဲ ကန်ရတဲ့ hand feeling နဲ့ဘေးကွက်တရားစာတတော်လေးကိုမှမှိုက်တယ်။ဒါကတော့အားလုံးကိုခြုံပြောပေးတာဆိုတော့ specification တွေပိုင်းသိချင်တယ်ဆိုရင်တော့အောက်ကအသေးစိတ်ပြီးပါလို့ရတယ်။ခုလိုလိုဆိုရင် Samsung ရဲ့ Galaxy A26 မှာဘယ်ဘိုင်းတွေကိုသဘောကျလဲဘယ်ဘိုင်းတွေကိုမကြိုက်ဘူးလဲဘယ်ဘိုင်းလေးတွေကိုပြင်လိုက်တယ်ဆိုရင်ပို့ပြီးတော့ကောင်းလာမယ်လို့ထင်တယ်။အောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ဒါပဲကြော်ပြပါ။ Yangon Mobile Store